မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 29ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မကွေးတိုင်းစေမောင်ဝဲမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကပ္ပဆ73ကိုတရခုံမမရှော့တိုက်ဒုံ10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား5ဦးသေဆုံးပြီးမိလောင်ပြက်စီးမှုများရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ25ရက်နေ့ည7:00နာရီခန့်မှာစေမောင်ဝဲမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမှတ်73ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစ73ကိုတော်လိုင်းတပ်ဖွဲ့များကတရခုံမမရှော့တိုက်တုံးဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာကပ္ပစ73အတွင်းထဲကိုရှော့တိုက်တုံးများကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ primer workshop အတွင်းထဲကိုသုံးလုံးကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ chemical shop တစ်လုံးလည်းထိမှန်ပျက်စီးသွားပြီးတော့မီးလောင်သွားတယ်လို့သိရပါတယ်။ဂါလန်9000ဆက်နဲ့ FO firewall မီးထိုးစီတိုးလောင်ကန်းမီးလောင်ပျက်စီးသွားတယ်လို့သိရပါဗါဒါအပြင်တာဝန်ကျတဲ့အရာရှိ3ဦးနဲ့စစ်သည်12ဦးဒဏ်ရာပြင်းထန်စွာရရှိသွားပြီးတော့စိုးရိမ်ပွဲအခြေအနေရှိတယ်လို့သိရပါဗါဒါရန်ရရှိခဲ့တဲ့အရာရှိ3ဦးတွေက2ဦးဟာ ညာဘက်နှရွက်ပြတ်ထွက်သွားခဲ့ပြီးတော့နောက်တဦးကလည်းဘဲဘက်ခြေတလုံးမှာအဆဖောက်ထွက်ပြီးတော့ကျန်တဲ့တဦးဟာကြောပြင်းတပြင်းလုံးမှာမီးလောင်ဒဏ်ရာအသီးသီးရရှိသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီဒဏ်ရာရတဲ့စစ်တီဆက်နှံဦးတွေက၅ဦးဟာတေဆုံးသွားပြီးတော့ကျန်ရှိနေသူများနဲ့ဒဏ်ရာရတဲ့အရာရှိများကိုတဆရ76တရာမကွေးကိုဆက်လက်ပို့ဆောင်ထားပြီးတော့စေကူတနေရတယ်လို့သိရပါဗါတယ်။တေဆုံးသူတွေထဲမှာအရာရှိတွေတော့မပါဝင်ဘူးလို့သိရတယ်။တပ်သား၅ဦးတေဆုံးတယ်လို့သိရတယ်လို့ Brave Warriors ပေါ်မြန်မာ BWM အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အဲ့ဒီထိခိုက်ပျက်စီးမှုဟာယခုထက်ပုံမူပြီးတော့ရှိနိုင်တယ်လို့ခန့်မှန်းရပြီးတော့ကိန်းကနဲအချက်လက်တိကျသေးကြတဲ့အချက်လက်များကိုသာထုတ်ပြန်ခြင်းဖြစ်တယ်လို့ Brave Warriors ပေါ်မြန်မာ BWM အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။၎င်းတက်ခိုက်မှုကို Brave Warriors ပေါ်မြန်မာ BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Shadow အညာ No More Dictatorship NMD အဖွဲ့ Eagle Brigade အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တဲ့က နယ်မြေကန် Upper Minla PDF နဲ့ People Independence Army PIO PIA အဖွဲ့တို့ကလည်းအားဖြင့်ကူညီပေးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်ချောင်းဦးမြို့မှာရဲစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ရင်းနှန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ20ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှချောင်းမြို့မှာရဲစခန်းကနေအင်အားတရာခန်းနဲ့ချောင်းမြို့အရှိဘဟန်သက်စီဆိုင်အနီးငါးရှံရွာမြောက်ဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပရိသတ်မိုင်းတွဲ၁၀လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးပြီးတော့၄ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့အဲ့ဒီနေ့မနက်09:15မိနစ်ခန့်မှာ မုံရွာမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကနေထွက်လာတဲ့တံပြားကကားရှစ်စီးတဲ့ကရှေးဆုံးကားနှစ်စီးကိုမုံရွာမန္တလေးလမ်းမပိုင်းတနေရာမှာပရိသာမိုင်းတွဲနှစ်တွဲစုစုပေါင်းမိုင်း၁၀လုံးနဲ့မိုင်းဆွဲတက်ခတ်ခဲ့ရာပထမကားကိုမိုင်းထိမှန်ပြီးတော့နေရာမှာတင်ထိုးရက်သွားတယ်လို့သိရပါဗယ်အလားတူပဲဒုတိယကားကိုလည်းမိုင်းထိမှန်ခဲ့ပြီးတော့လွင့်စင်ထွက်သွားကစစ်သားနှုတ်တေဆုံးပြီး၆ဦးအပြင်းထန်ဒဏ်ရာရှိသွားတယ်လို့သိရပါဗယ်အခုလိုမျိုးမိုင်းဆွဲတက်ခတ်ခံရမှုကြောင့်၆ဦးမျိုးမှရဲစခန်းကလုံခြုံရေးယူပေးရန်အင်အား၈၀ကျော်နဲ့ထွက်လာတယ်အကြ မစစ်တပ်စစ်ကြောင်းကိုအဲ့ဒီနေ့မနက်7:25မိနစ်ခန့်မှာ drone နဲ့၄ချိန်ဘုံဒီ24လုံးကျေချတိုက်ခတ်ရာစစ်သား9ဦးထက်မင်းထမှန်တင်းဆုံးသွားတယ်လို့သိရပါဗျ။မုံရွာကနေထွက်လာတဲ့ကားတန်းတွေကိုလုံခြုံရေးယူပေးဖို့ထွက်တဲ့စစ်ကြောင်းမှာကင်းမုံတွေချတာပထမစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်တာက3កောင်သေးတယ်။ကားတန်းကိုမိုင်းဆွဲတာက2កောင်သေးတယ်။ကားနှက်စီးပျက်စီးသွားတယ်။ပထမကားကနေရာပါတင်ထိုးရက်သွားတာ။ ဒုတိယမြောက်ကားကကာလာတဲ့တံများတွေပါလွန့်ထွက်ကုန်တာစစ်ခွေးနှာကောင်တေးပါတယ်ချောင်းရဲစခန်းကနေပြီးတော့ထတ်ထွက်လာတဲ့စစ်ကြောင်းကို drone နဲ့ဖုံးကျဲတာမှာငါးကောင်ထတ်သေးပါတယ်ထတ်တိုးသေးတဲ့စီးရင်တော့မသိရသေးပါဘူးခြေပြတ်တအုပ်တော့ပါပါတယ်ဒဏ်ရာရတာကြီးလည်းများတယ်လို့ Royal Tiger Force ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Royal Tiger Force ပျောက်ကြားတပ်ဖွဲ့နဲ့အတူ မုံရွာခေအမတ်ဆက်နဲ့တိုက်ရင်တက်ခွဲသုံးလျက်စီးတက်ခွဲရေဦး brother ကလည်းရေဦးညီကိုများစစ်ကြောင်းနဲ့မုံရွာခေပတ်ကဖဒရုန်းလက်ရုံတက်တို့ကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မိဘပြည်သူတွေကိုပြောချင်တာကခရီးသွားတဲ့အခါမျိုးမှာစစ်ကောင်စီရဲ့ရင်နန်းနေနဲ့တွေ့ရင်ဝေးဝေးကနေရှောင်ရှားကြဖို့ပြောချင်ပါတယ်။ တိုက်ပွဲတွေအမြဲဖော်ဆောင်နိုင်ဖို့အတွက်ရန်မုံငွေအခက်ခဲတွေရှိနေတာကြောင့်ဝိုင်းဝန်းကူညီပြီးတော့အဖြစ်ပေးကြဖို့ပြည်သူတွေကိုတောင်းဆိုချင်ပါတယ်လို့ Royal Tiger Force ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ကျုံတိုးမြို့ကို KNL နဲ့မဟာမိတ်များကပိတ်ဆို့တိုက်ခိုက်မှုကြောင့်မူရဲစေဝါနဲ့ချမ်းသာနေတဲ့ BGF ဘုံမောင်ဝင်းအောင်မိသားစုနဲ့တပ်ဖွဲ့များဟာမော်လမြိုင်နဲ့ဖန်အံဘက်တွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလိုမျိုးတိုက်ခိုက်မှုကြောင့်ကျုံတိုးမြို့နယ်တဝိုက်မှာမူရဲစေဝါ၊လောင်ကစားဝိုင်းနဲ့ဂိတ်ထိုင်ဝင်းကျင်မှုများကိုလှုပ်ဆောင်နေတဲ့ BGF KNL ကြားဆောင်တပ်ဖွဲ့ ဘိုးမောင်ဝင်းအောင်နဲ့မိသားစုဆွေမျိုးများအပါအဝင်တပ်ဖွဲ့ဝင်းအင်းအား90ခန်းဟာမော်လမြိုင်မြို့နယ်ဖန်အမျိုးတွေဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါဗျ။အေပီလ15ရက်နေ့က KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြုံထိုးကော့ဂရိတ်လမ်းပိုင်းမှာရှိတဲ့ BGF ဘိုးမောင်ဝင်းအောင်ရဲ့ဂိမ်းကစားရုံမူရစေဝါဖြတ်တဲ့နေရာနဲ့ကုံကားငွေတောင်းတဲ့ဂိတ်နေရာများဖြစ်တဲ့လေးတိုင်ချောင်းပြနွားချံကုန်းဂိတ်များကိုတိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးလိုက်တဲ့အတွက်ဂိတ်များကိုဆွတ်လွတ်ထွက်ပြေးရပြီးတော့တပ်ဖွဲ့လိုက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ ် BGF မောင်ဝင်းအောင်ကမူရစေဂိမ်းယုံအဝါဒေးမောင်းတန်ဂိတ်အကုန်လုတ်တယ်လေအဲ့ဒါတွေနဲ့ချမ်းသာလာတော့ဗောဘောလုံးမြန်ရောဖအံရောအိမ်တွေတက်ဝဲပြီးတော့စောက်ထားတာအခုသူဂိတ်တွေသူဆေးဖြတ်နေတဲ့နေရာတွေ PDF ကရင်အဖွဲလက်သုံးချောင်းထောင်တဲ့အဖွဲတွေဝင်တိုက်တော့အကုန်ပြေးရပြီဗောအခုဂျုံတို့မျိုးတွေကိုဝင်သိမ်းရင်သူ့အိမ်တွေသူ့မိသားစုဝင်တွေထိမှကြောက်တော့တက်ဖွဲလိုက်အကုန်လုံးဘောလုံးမြန်တို့ဖအံတို့ဘက်ကိုပြေးပြီးတော့ရှောင်ကြပြီနောက်တစ်ခုက သူတို့အခု BGF က KNA ဖွင့်ပြီးတော့စစ်ကောင်စီကိုပြန်တိုက်မဲ့ကိစ္စအကောင့်ထဲဖော်လာပြီးဆိုရင်တော့သူမပါရတော့ဘူးဆိုပြီးတော့သူ့လူတွေကိုခေါ်ပြီးတော့ပြေးပြီးရှောင်တာဘောလို့ဒေတာရင်းသတင်းရင်းတွေကရှင်းပြထားပါဗျ။အဲ့ဒီကြုံတိုးအခြေစား BGF တပ်ဖွဲ့ဘုံမောင်ဝင်းအောင်ဆိုသူဟာရခင်ကကြုံတိုးမြို့မှာစိုင်းကယ်ကယ်ရီအငှားမောင်းသူဖြစ်ပြီးတော့ KNU KNLA PC ငိမ့်ညာရေးကောင်စီတပ်ဖွဲ့ဝင်းကိုဝင်ရောက်ကမူရဲစေဝါပို့ဆောင်ရောင်းဝယ်မှုနဲ့ အရှိတောင်တိုင်းစစ်ဌာနချုပ်ကနေလာရောက်ဖမ်းဆီးခံရတဲ့အချိန်မှာငွေသိမ်းရာချီလက်ထိုးကပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်လိုင်းဘွဲမျိုးနဲ့ BGF တပ်ဖွဲ့ဘက်ကိုဗတ်ပြောင်းဝင်ရောက်လာကကျုံတို့မျိုး BGF အဖြစ်နဲ့လက်ငွေပေးပြီးတော့ဘိုးအဆင့်ယာဒူးကိုရယူကညီဖြစ်သူမြင့်အောင်ကိုထပ်မံပြီးတော့ဘိုးယာဒူးနဲ့တပ်ဖွဲ့ဝင်လှုပ်ဆောင်စီပြီးတဲ့နောက်ကျုံတို့မျိုးနဲ့ကြေးရွာများကိုတရားမဝင်လောင်းကစားဂိမ်းယုံအာဝါဒီဘွဲမူရစီဝါဖြန့်ဖြူးရောက်ချမှုနဲ့တရားမဝင် လုပ်ငန်းမျိုးစုံတို့ကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါဗျာ အခုသူ့တပည့်တွေရောမိသားစုဝင်တွေရောဖမ်းအပိုင်တွေကဇာတပြင်းကြားကလေးရွာဘက်ကိုရွှေ့ခိုင်းနေတယ်။အဝါရေးခုံတွေငါးပြစ်ဂိမ်းခုံတွေအိမ်ပြင်စီးတွေခွေးတွေကြောင်တွေရောမိသားစုဝင်တွေအကုန်လုံးကိုရွှေ့ခိုင်းနေတာ။ဂျုံတို့မှတိုက်ပွဲဖြစ်မယ်။၃လလောက်ကြာမယ်။ဂျုံတို့ကိုပြန်ဝင်နေဖို့မလွယ်ဘူး။ KNA ဗတ်ပြောင်းပြီးတော့စစ်ဝင်တိုက်ရရင်ရှောင်ပြီးတော့နေကြဖို့သူ့တပည့်တွေကိုမှားထားတယ်လို့ BGF ဘုံမဝင်းအောင်တပ်ဖွဲ့နဲ့နှိစတဲ့သတင်းရင်းမြစ်ကပြောပြထားပါဗျ။ရခိုင်ကကျုံတို့ဒေသတဝိုက်မှာတိုက်ပွဲများမဖြစ်ပွားခင်ကကျုံတို့အထက်ကအကြောင်းရဲ့အနောက်ဥခွဲဇရက်အနီးမှာဇနီးဖြစ်သူမက်ကေတီဝင်းနဲ့တာတူသမီးတူတို့နဲ့အတူနေထိုင်ကမူရစီဝါဖြတ်တဲ့လုပ်ငန်းကိုလှုပ်ဆောင်ပြီးတော့လာရောက်ဝယ်ယူသုံးဆွဲတဲ့လူငယ်များကိုရဲတရင်ပေးဖမ်းဆီးခံခြင်းစစ်မှုထမ်းစစ်သားတက်စုဆောင်ပေးခြင်း BGF တပ်သားတဲ့အဖြစ်နဲ့စုဆောင်ပြီးတော့မူရစ်ဆေးဝါးအဝါတွေတရားမဝင် လုပ်ငန်းပေါင်းစုံမှာပါဝင်ပြီးတော့ခိုင်းစေခြင်းများရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ရေးကြီးသတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့လက်စီခရိုင်ထုံးစုံဟုံမြို့နယ်မှာရှိတဲ့ကွန်ဒိုတိုက်ခန်းတစ်ခုထဲမှာကရင်အမျိုးသားအစည်းအရုံး KNU ထံကိုပို့ဆောင်မယ်လက်နက်ခဲယမ်းများကို AB လ25ရက်နေ့ကထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထုံးစုံဟုံမြို့နယ်ချိန်ဝက်ထနာ စက်နဲ့လမ်းတွေနှစ်မှာရှိတယ်ကွန်ဒိုတိုက်ခန်းတစ်ခုထဲမှာစစ်လက်နဲ့ပစ္စည်းများတိုးဝတ်ထားတယ်ဆိုတဲ့သတင်းရတဲ့အတွက်ထုံးစုံဟုံရဲစခန်းကဝင်းအောင်စင်းနေရှာဖွေခဲ့ရမှာလက်နက်နဲ့ကြီးကပ်အမြောက်အများကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီကွန်ဒိုတိုက်ခန်းထဲမှာနေထိုင်တဲ့သူဟာအေပီလာ12ရက်နေ့ကစပြီးတော့အခန်းကနေထွက်ခွာသွားပြီးအခုချိန်ထိကိုပြန်မလာသေးကြောင်းကွန်ဒိုအဆောက်အဦရဲ့တာဝန်ရှိသူကပြောကြားကြောင်းထိုင်းသတင်းဌာနများရဲ့ဖော်ပြချက်အရသိရပါတယ်အေပီလာ23ရက်နေ့က ချင်းမိုင်ခရိုင်မဲဟောင်ဆောင်ခရိုင်မှာ KNU ထံကိုပို့ဆောင်မဲ့ဆက်လက်နက်များနဲ့အတူအမျိုးသားနှစ်ဦးကိုဖမ်းမိခဲ့တဲ့နောက်ဆက်တွဲအမှုဖြစ်တယ်လို့သိရပါဗါးအဲ့ဒီအမျိုးသားနှစ်ဦးကချင်းမိုင်ခရိုင်မြို့နယ်ချမ်းဖူးအိတ်ရက်ကွက်ကတနက်များကိုမဲဟောင်ဆောင်ခရိုင်မှာရှိတဲ့ကရင်အမျိုးသားအစည်းအရုံးထံကိုပို့ဆောင်ရန်ငှားရမ်းခြင်းခံခဲ့ရတယ်လို့ဝန်ခံခဲ့ပါဗါးဘန်ကောက်မှာဖမ်းဆီးရမိခဲ့တဲ့လက်နက်များကိုလည်းကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ကိုပို့ဆောင်ရန်ပြင်ဆင်နေခြင်းဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစေတုတ်တရာမြို့နယ်လုံးစုံရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့မီးလောင်ပုံးများကျဲချတိုက်ခိုက်ခြင်းကြောင့်နေအိမ်အလုံး90ကျော်ပျက်ကျခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ24ရက်နေ့ည9:00နာရီကမှစေတုတ္တရာမြို့နယ်လုံးစုံရွာကိုအကြမ်းဖက်ဆက်တကဗားတိုက်ပွဲမှမရှိဘဲနဲ့လေရင်နဲ့မီးလောင်ဘုံများကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်အလုံး90ကျော်မီးလောင်ပြာချခဲ့ရတယ်လို့သိရပါဗါးလက်ရှိအချိန်မှာခြေရွာနေပြည်သူများဟာစားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေတယ်လို့သိရပါဗါး 24ရက်နေ့ညပိုင်း9နာရီအချိန်လောက်မှာသူတို့စစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲသွားတာပါဒီဘက်တွေမှာသူတို့စစ်ရေးအရာဖိအားပေးခံရတာတွေရှိတယ်အဲ့ဒါကြောင့်ရွာတွေကိုမီးလောင်ဘုံတွေကျဲချပြီးတော့မီးရှို့ဖျက်ဆီးသွားတာပေါ့ပြည်သူတွေကတော့ထိခိုက်မှုမရှိပါဘူးဆုံးရှုံးမှုကတော့အများကြီးများပါတယ်အင်ဂျင်90ကျော်မီးလောင်ဆုံးရှုံးသွားပါတယ်စစ်ခွေးတွေကတော့ပြည်သူတွေကြောက်အောင်ခြောက်မှာပဲ နောက်ပြီးတော့ PDF တွေရှိရင်မင်းတို့ရွာကိုမီးရှို့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူတွေကိုကြောက်အောင်လုပ်သွားတာဘောလို့မင်းဘူးခရတရင်တုံးကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်မှာခလာရနှစ်ခွန်တုံးတရင်က ဒုတိယချက်တအူးဟာတနက်တလက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ22ရက်နေ့မှာရေပြူမြို့နယ်ကံပေါက်ဒေသအခြေဆိုင်ခလိုက်ရနှစ်ခွန်သုံးတရင်ကဒုတိယချက်တအူးဟာတနက်တလက်ကိုယူဆောင်လာပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘိတ်ခေရအမှတ်နဲ့တရင်ထားမှာအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့ဒုတိယချက်တဦးဟာ MA1 တနက်တလက် G150 တောင်း G ပေါက်၄ခုလိုကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပုံမှန်ကတော့ MOD ကစုချင်းမြင့်ပေးပါတယ်။ ဒါပေမဲ့ချက်ချင်းမကြပါဘူးရှင်းမြင့်ငွေကကျွန်တော်တို့တက်ရဲအနေနဲ့တက်နိုင်တဲ့ပမာဏတစ်ခုတော့ယာယီပေးထားပါတယ်အဲ့ဒါကိုတော့အတိအကျကျွန်တော်တို့ပြောလို့မရပါဘူးရဲဘော်တွေစီတစ်စင်ပြီးတစ်စက်ချိတ်ဆက်လာတာပါလောလောဆယ်တော့လုံခြုံတဲ့နေရာမှာထားထားပါတယ်သူ့သဘောဆန္ဒအလျောက်ပဲသူလုတ်ချင်တဲ့အတိုင်းဆောင်ရွက်ပေးဖို့ရှိပါတယ်လို့ People Defense Force ဗိတ်ခရိုင်တက်ရဲနှစ်ကတာဝန်ရှိသူကရှင်းပြထားပါတယ် ်ပြည်သူရင်ဝင်ကိုရဲဝံစွာခုလုံလာတဲ့ CDM စစ်သားများကိုတိုက်ရင်ဘက်ကလုံခြုံစွာထားရှိပြီးတော့မူဝါဒနဲ့အညီဆောင်ရွက်ပြီး၎င်းရဲ့သဘောဆန္ဒအလျောက်နေထိုင်ခွင့်ပြုသွားမှာဖြစ်ပြီးတော့ပြည်သူရင်ဝင်ခုလုံလာမဲ့ရဲဘော်များကိုလည်းအမြဲတမ်းကြိုဆိုလျက်ရှိတယ်လို့ People Defense Force ဘိတ်ခရိုင်တိုက်ရင်နှစ်ကအသေးပေးနှိုးဆော်ထားပါတယ်အလားတူပဲကရင်နေပြည်ဒီမော့ဆိုမြို့နယ်မှာစစ်မှုထမ်းတပ်သားတဲ့6ဦးဟာတနက်9လက်နဲ့အတူလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့ပြည်သူကာကွယ်တပ် ဒီမော့ဆိုအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အေဘီလာ16ရက်နေ့မှာစစ်မှုတပ်တပ်သားတဲ့6ဦးဟာတနက်9လက်နဲ့အတူလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆို DMO Local PDF တပ်ဖွဲ့ထမ်းမှာအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်မှုတပ်တပ်သားတဲ့6ဦးဟာ MA1 တနက်9လက် MA1G 455တောင်ကြီးပေါက်16ခုလက်ပြုံ၄လုံး14နင်းမိုင်း၃လုံးကြီးက၄၀ icon တစ်လုံးဖုန်းခုနှစ်လုံးတို့ကိုယူဆောင်လာတယ်လို့သိရပါတယ်အခုလိုမျိုးလက်နက်များယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့အတွက်ကြောင့်ကနအူးထောက်ပံ့ငွေအဖြစ်နဲ့ငွေကျပ်65သိန်းခန့်ထောက်ပံ့ထားပြီးတော့မိသားစုဝင်များကိုအကြောင်းကြားကဆက်သွယ်နိုင်ရန်ကူညီမှုများကိုဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်ပြီးတော့လက်ရှိအချိန်မှာကောင်းမွန်စွာစောင့်ရှောက်ထိန်းသိမ်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ